င်္ခါရတော့ငါဖြစ်တဲ့ဝေနာမျိုးဖြစ်တာလို့ဘာလို့တင်္ခါရတော့ငါဖြစ်တဲ့ဝေနာမျိုးဖြစ်တာလို့တင်္ခါရတော့ငါမျက်စိမျိုးပဲသူကပေါက်နေတာတင်္ခါရလုံတော့ငါမျက်စိမျိုးပေါက်နေတာဆိုတော့အာယုံကိုမြင်တဲ့အခါကျတော့လေတင်္ခါရတော့ငါအာယုံမျိုးလို့သူလဲမှပြီသူမြင်နေတာလို့အဲ့လိုမြင်တဲ့အခါကျသူ့လဲဝေနာလဲထတာဟောအဲကျုပ်အဲ့လိုမျိုးလို့တာပြောနေတယ်အဲ့တော့ဒါကျုပ်တို့ဝิญဉာဏ်ယုတ်တလိုက်နာဖတ်တာဝေနာရဲ့ပုံစံလေးနော်ဒီဝิญဉာဏ်ယုတ်တလိုက်နာဖတ်တာဝေနာရဲ့ပုံစံလေးကိုပြောကြပြီလို့ဖြစ်ကောင်းပြီအခုညွန်ညူးပြီးတာကဘယ်ကောင်းမှုမကောင်းမှုတင်္ခါရဖြစ် ီတင်ခါရကိုလွန်ကျူးပြီးနောက်ဒါနာယီအတော်ကြာဒီရက်အတော်ကြာအထိပေါ့ကနော်သူတကယ်စမ်းနိုင်ရင်လည်းလအထိပေါ့နော်ပြီးတယ်အဲအဲ့ဖိတက်နေတဲ့အချိန်အဲ့ဒီအချိန်မှာအဲ့ဒါမြင်လိုက်ရတော့သူစိတ်ကတကယ်ကိုတင်ခါရတော့အတိုင်းတန်တန်မြန်မြန်ဝိညာဉ်ပေါ်ဆိုလည်းပြိပြိဝါဝါဒီပေါ်မှာပဲပေါ့ကနော်အာတုတစုံတစ်ခုခံစားပြီးနောက်တင်ခါရနဲ့ခံစားပြီးနောက်နောက်တစ်ခါဝိဘဝိညာဉ်နေဖြစ်နေတယ် ဝိညာဘောအဲ့ဒီဝိညာဘောကတော့သင်္ခါရလုံလုံးရတယ်ဒီပေါ်မှာပဲပေါ့အဲ့ဒီသင်္ခါရကကြာသွားပြီကြာသွားပြီလို့ဆိုတဲ့အခါကျတော့သူကအတုလုံလုံပြီးတော့ပေါ်ရတာပေါ့ဗျာဟုတ်လားရတယ်လက်ကြတယ်အဲအတုလုံလုံပြီးပေါ်ရတယ်ဆိုတာသူ့မျက်စိကသာဝိဘက်မျက်စိဖြစ်ဟုတ်ပါတော့ကာဝဝိဘက်ကမသားရုပ်မျက်စိဖြစ်တယ်တကယ်ပေါ်တဲ့အာယုံကြီးကသူတကယ်ကျူးလွန်နေတဲ့အာယုံဟုတ်ပါဟုတ်ပဲသူတကယ်ကျူးလွန်နေတဲ့အာယုံမဟုတ်တာဖြစ်တဲ့အတွက် မဟုတ်ပေမဲ့လို့လေသူကမြင်လိုက်တာကတော့ကျူးလုံငယ်တော့ကပုံတရတိုင်းမြင်လိုက်တာကျူးလုံငယ်တော့ကပုံတရတိုင်းမြင်လိုက်ရတယ်တကယ်ကျူးလုံကထုတ်တကယ်ကျူးလုံကတော့မဟုတ်တဲ့အတွက်တကယ်ကျူးလုံတော့ထတဲ့ဝေဒနာမျိုးထလို့ကသိမကောင်းတော့အဲဒရာဖြစ်သွားပြီလို့ပြောကြပါစို့အဲဒရာမရဏဖြစ်သွားပြီဆိုရယ်အဲအဲ့လိုမျိုးဆိုတော့ကျုပ်တို့ကဒီဇာတိရဲ့ဒရာမရဏရဲ့လို့ဆိုတဲ့အကြာကဇာတိဆိုတာကဒီကျူးလုံပြီးသားပါတကယ်ကိုကောင်းမွန်နေတဲ့ဖြစ်ရပါအလုံးကလည်းပဲကျူးလုံတော့အနေနဲ့တစ်ထပ်သေးလို့လို့ ဒီမြင်ရတဲ့အာယုန်တွေပေါ်မှာကြားရတဲ့အာယုန်တွေပေါ်မှာသူမှတ်ယူရပါမယ်။အဲဒီတော့ကလိုပဲဝေနာထလို့ရပါမယ်။ကြားလာပြီဆိုရင်တော့ကာလာတွေသိချသွားပြီတော့မဟုတ်ဖြစ်ပြက်တွေသိချသွားပြီလို့ဆိုရင်တော့သူ့အနေနဲ့ဒီဝိညာဉ်တရားယူတာလိုက်တာဖတ်တယ်ဝေနာပူသွားပြီပြောကြ။ပူသွားပြီလို့ဆိုတဲ့ကကြဒီဝိညာဉ်တရားယူတာလိုက်တာဖတ်တယ်ဝေနာတွေကဇရာဇရာဖြစ်သွားတယ်။တော့ကျူးကျူးပြက်ပြက်ဖြစ်နေခံစားလို့တောင်မရတော့ဘူးလို့ဆိုရပြမရဏဖြစ်သွားပြီပြောကြ။ဥပမာကိုယ်နဲ့ချစ်သူခင်သူတယောက်ယောက် တကယ်လည်းပဲချစ်ကြည်နေတယ်ဓာတ်ပုံလေးတစ်ခုလည်းကိုပေးထားတယ်ဒီဓာတ်ပုံလေးကိုကြည့်လိုက်လို့ရှိရင်တကယ်တွေ့ရတုန်းကအတိုင်းစိတ်ထဲမှာခံစားရမှာပေါ့ဒီဓာတ်ပုံလေးသိကြသွားပြီသိကြသွားပြီဆိုတော့ခံစားလို့လည်းမရဘူးဖြစ်သွားတော့ပေါ့နော်ဒီဓာတ်ပုံကိုယ်တိုင်ကခံစားလို့မရတော့ဖြစ်မှာဒါပါလို့လို့ဆိုလို့ရှိရင်ဓာတ်ပုံကလူမှမယ်လူမတွေ့ရတာသိကြသွားပြီညစ်တယ်ဖြစ်ကြသွားပြီဓာတ်ပုံကတော့တွေ့နေရသေးရဲ့ထားပါတွေ့နေရသေးပေမဲ့လို့အရင်ကတော့ဓာတ်ပုံကြည့်လိုက်ရင်တကယ်တွေ့နေရတယ်လို့ဖြစ်ပေမဲ့နောက်ကျတော့ဓာတ်ပုံကြည့်ရလို့လည်းတကယ်တွေ့ရတာမျိုးဖြစ်တော့ မဖြစ်တော့ဘာဖြစ်လို့လဲဒီတတ်ပုံကြည့်ရတဲ့အတွက်ကောင်းတဲ့ခံစားချက်ကမထတော့ကောင်းတဲ့ခံစားချက်မထတော့လည်းဘာထကြုံလို့ဆိုရဲကြတော့အဲသွားဆွတ်တယ်ဟုတ်ပါတော့ဒါကရမဏနာဖြစ်လာပြီဆိုတော့သူခံစားလို့မမိတော့တာလို့သူပြောကြပါတယ်အဲခံစားလို့မမိတော့ဆိုအကောင်းခံစားချက်ဖြစ်ကနေလှည့်ကြောင်းပြီးတော့မကောင်းတဲ့ခံစားချက်ဖြစ်လာပြီအဲ့လိုဆိုရင်တော့ဒီသူကဒီသရမဏနာဖြစ်တာကြောင့်သူဒီသင်္ခါရကြောင့်ဖြစ်တယ် ဝိညာဉ်ရောက်တာလိုက်နာဖတ်တာဝေလာတွေကရှင်လင်းတွတ်တွတ်ခံစားချက်ကို तू ပေးတော့တယ်တွေ့ဟောအဲ့ဒါကြီးကို तू ကနေပြီးတော့ तू ဆွေးရတယ်လို့ဝမ်းနေရတယ်လို့ဟုတ်နော်ငူကြွေးရတယ်လို့ပင်ပန်းရတယ်လို့ဆိုတာ तू ဖြစ်ရလေပြောကြတယ်ကောအဲ့တော့ပြောမယ်ဆိုရင်ကျွတ်တော့ကဒရာမရဏပစ္စယလို့ဘယ်လိုမထူပါဘူးဗျာနော်ဟာဓာတိပစ္စယဒရာမရဏလို့ဒါပြောပြီးတော့ဒီဒရာမရဏလို့ပြောပြီးနောက်တောကပရိဒီဝဒုက္ခဒေါမနသူပါတာတံဘောတိလို့ပြောပါ အတုကပရိဒေဝဒုက္ခဒေါနတာဥပါယတာဖြစ်တယ်လို့ဆိုတာတကယ်တော့ဒီသရမရဏဖြစ်ချင်းဒီပင်လဲဟုတ်ကဲ့နော်သရမရဏဘယ်လိုလက္ခဏာတွေရှိလို့အဲသရမရဏကိုတခါသရမရဏကိုယ်တိုင်ကတော့ဝิญဉာဏ်ရောက်တာလိုက်နေတာဖတ်တာဝင်လာတဲ့လက္ခဏာတွေလို့ကျွတ်ကပြောခဲ့တယ်အဲလိုသရမရဏဖြစ်တော့ဘယ်လက္ခဏာတွေပေါ်လို့ဆိုတော့တောကတယ်ပရိဒေဝဒုက္ခဒေါနတာဥပါယတာတွေပေါ်တယ်လို့ဟောဒီလိုပြောရမှာပေါ့ဗျာ तू ကနောက်ထပ်တီးကြအင်္ဂါရမဟုတ်ဘူးပေါ့ဗျာသရမရဏတို့ရဲ့ပုံတက်တာ အတင်တန်ဟပ်ပါမယ်လို့သူပြောဖက်ကလာလက္ခဏာတစ်မျိုးပဲပေါ့ဒါကြောင့်မလို့အဲ့လိုမျိုးလို့ဒီတရားမရဏကတောခတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဥပါဒတွေပုံတရားပေါ်နေတာဟောအဲ့ဒီပုံတရားကစောရင်တော့ပြောပဲတရားမရဏမုတ်ထာရတရားမရဏကနေပြီးတော့ပုံလိုလိုဝါတာတာနဲ့ဖြစ်ထွန်းနေပြီလို့ဆိုတဲ့အကြတော့ပိဠိဒါနမပိဏတော့အဲ့လိုမုံတုံတုံဝါတာတာဖြစ်တာကိုကသူဒီတတ်ပုံကြီးရလို့လဲတစ်ချိန်လုံးကကိုနဲ့တွဲခဲ့ဖက်ခဲ့ တခါတည်းပျော်မြူးခဲ့တဲ့ဖြစ်ပြရပြန်အောင်မေးလို့သိမထင်တော့ဝေးသွားတကယ်တွဲခဲ့ခက်ခက်ရှင်တွဲခဲ့တဲ့ဖြစ်ပြရဝေးသွားပြီတော့သိဝေးတဲ့အတွက်အတန်တော့တော့အာတွဲခဲ့ခက်ခက်ရှင်တွဲခဲ့တဲ့ဟာတွေကဒီတပ်ပုံလေးကြည့်လိုက်တာနဲ့အကုန်လုံးကတော့ပေါ်ပါပြီအခုကျတော့ဒီတပ်ပုံလေးကြည့်မှန်းနေလဲများနေပြီတိတိလေးသိကြသွားပြီဆိုတော့တကယ်တွဲခဲ့ခက်ခက်ရှင်တွဲခဲ့ရှင်တွဲခဲ့တဲ့ဟာတွေကသူ့မပေါ်တော့မပေါ်တော့တဲ့အခါကျတော့အဲ့ဒီအရသာမျိုးလေးပြန်ပြီးပေါ်ကျင်လိုက်တာလို့ဆိုတာမျိုး အဲသူလာလေတကယ်တကယ်ရင်းထားတယ်သူပြောရမှာဒီတကားဟုတ်ဘူးနော်ဟိုချင်းဖြစ်ချင်းဟာပေါ်ချင်းလိုက်တာပေါ့ဟိုကျုပ်ငယ်ငယ်တော့တကားဟိုအစွဲလမ်းလေးတစ်ခုပေါ့ဗျာကျုပ်တို့ဒီမှာကျုပ်တို့နဲ့ရွယ်တူတန်းတူတွေရပါတော့မိကလေးတယောက်တူဒီမိကလေးတယောက်တွေ့တာဒီမိကလေးလေးကြောင်တခင်တွေ့တာသူကအဲ့လေသူတို့ရွာပေါ့ဟိုတခြားဝေးကြီးရွာတခြားဝေးကြီးရွာဆိုတာဘယ်နှလုံးတော့ကျုံမသိဘူးပြောကြပါတခြားအဲသူတို့ရဲ့ဝေးချင်းတားချင်းအလှူတစ်ခုလာလိုက်အဲ့ဒီလိုပဲသူ့တွေ့ သူ့တွေ့ပြီးတဲ့ခါကျတွေ့တာရှိတာပဲကိုလည်းမလုပ်တတ်တာပါခုတော့ဟာကိုလည်းပဲငငယ်ရွယ်ရွယ်ရှိကြတာသူတို့ဒီကောင်ကလေးကိုစိတ်ထဲကနေကြည့်ရတာမှန်တာဒါကျုပ်ရဲ့အသာဆုံးပြီးဖြစ်ခဲ့ရဦးတဲ့ဌာနပါပဲမှန်တာလေဒီကောင်ကလေးကြည့်ရတာအာမျက်စိကိုသာနေတယ်ဖြစ်ရအောင်တော်တော်ဒီကောင်မလေးသူ့ရဲ့ပြေးထပြီးတော့သူလည်းကြာသွားတာပေါ့တဲ့နေတော့ရလာခဲ့ပြတ်ပြတ်သွားပြန်သွားတဲ့အခါကျတော့ပြန်သွားလည်းပဲပြန်အောင်မကြည့်လိုက်ရဲ့ဒါလွယ်တကူပဲဒါရရတယ်နောက်ကျပျောက်သွားတယ်ပြန်အောင်မလို့ကိုမရဘူးဗျာ အာဒီကောင်လေးမျက်နှာပါငါပြန်ပြီးတော့တွေးကျင်လိုက်တာဘယ်လိုမှပြန်မှန်းလို့ကိုမရတော့ပျောက်သွားတာပြန်မှန်းလို့မရနေရတယ်ဆိုတော့တခါကျအိမ်မက်မဲ့တယ်ကွာအာအိမ်မက်တဲ့မှာကျတွေးတာပေါ့ဗျာအိမ်မက်တဲ့မှာတွေးတဲ့ခါကျတော့အာဒါတော့ငါငါတော့ပြန်ရပြီလို့ဒီလိုလဲသိဖြစ်တယ်ပေါ့ဒါလည်းပျောက်သွားတော့ပါပဲအဲဆိုလိုတာတော့ဂရမရဏကတော့တကယ်ရှိတယ်လို့ပြောရတာပေါ့ဗျာနော်အဲဆိုလိုတာတော့မှုန်သွားတာလည်းရှိတယ်လို့ပြောအဲဒီလိုမျိုးလို့မှုန်သွားသွားခြင်းဒီပင်လဲပြုတ်လို့တော့ကဖြစ်ရတယ်ပရိဒေဝဖြစ်ရတယ်ဒုက္ခဖြစ်ရတယ်ဒေါကတတဖြစ်ရတယ်လို့ပြောရမှာတော့ ဲ့တော့ဒုက္ခပရိဒိဗ္ဗာဒုက္ခဒေါမနတလို့ခြုံတဲ့ဟာတွေကိုပြုလို့ဘာတွေပြောရမလဲဆိုတကယ်ကိုယ့်ရဲ့ငွေကြေးတာချင်းတွေကဖြစ်ဖြစ်ဒါကိုယ့်ရဲ့မိသားစုတွေကပဲဖြစ်ဖြစ်တယောက်ယောက်ထုတ်ပါသွားလို့ပြန်ပြီးသွားတယ်လို့ပြောရချင်ဝင်နေကြတာဟုတ်ဝင်နေကြတာငိုကြွေးရတာပေါ့ဘူးဆွေးရတာမဟုတ်တော့အဲ့ဒီငိုကြွေးရတာဘူးဆွေးရတာကိုပြောတာမဟုတ်ဘူးအဲဒါကိုချက်ပြောချင်တယ်ပေါ့ဗျာဒါမမနစ်တနေ့ရတယ်ပဲပြောမိသေးတယ်ကိုယ့်ရဲ့သားသမီးတယောက်ယောက်တကယ်ကိုယ်ကလည်းပဲပြုပြုစုကောင်းချင်းကြီးပြုစုထားရတာဒီသားသမီးတယောက်အတွက်အဲချီတွေတိတ်တွေကစားပြီးတကလာပေါ့ဗျာနော်ကြွေးတာမွေးတာတွေအထိ အဲ့လိုမျိုးကြီးတောင်ပြုစုထားလို့ပညာတွေလည်းသင်ပေးထားလို့အတော်ကြီးတက်နေတဲ့အချိန်လောက်ပါမှာဘတ်ဆိုသူတွေသွားတယ်ဆိုရင်ဒါဝမ်းမနေရဘူးလားအရိယာတယောက်ကဝမ်းမနေရဘူးလားအရိယာဆိုရင်ဝမ်းမနေရမလို့လို့လည်းပဲထင်ကျင်တတ်တယ်မလားတကယ်တော့တော့လို့ဒီသူပြောက်သွားတာအတွက်ကတော့ကိုကကိုယ့်အိမ်ရှိမှတိပင်းတပင်းကိုစိုက်ထားအပြီးပြီးပြီးပွင့်နေလဲပွင့်နေပြီသူ့ကိုတီးဖို့ပွင့်ဖို့အတွက်ရေလောင်းခဲ့ရတာမျိုးစာတွေကျွေးခဲ့ရတာပိုးမွားတွေရှင်းပေးခဲ့ရတာအဲ့တကယ်သူကလည်းပဲတခါတည်းရှင်းတမ်းပြီးတော့အပြီးပြီးတမ်းနေဖြစ်ထွက်လာပြီပါတော့ အဲ့ဒီအသီးတွေနာနေဖြစ်ထွန်းလာတဲ့အချိန်အပွင့်တွေဖြစ်ထွန်းလာတဲ့အချိန်မှာမှလူတယောက်ကဒါနဲ့ထုတ်သွားတယ်ခေါ့ဒါလို့တကယ့်ကိုခံစားချက်ကဖြစ်ရမှာလို့လူတယောက်ကပြက်စီးသွားပြီဆိုတော့တင်ခံစားချက်ဖြစ်ရမှာလို့ဒီပြစ်ပင်တော့ခံစားချက်ဖြစ်ရသေးတယ်ဆိုရင်ခုနလူပြုစုတာပြောတော့ဘယ်မှာခံစားချက်မဖြစ်ရပဲလို့ခံစားချက်ဖြစ်ရမယ်ခံစားချက်ရဲ့လို့ဖြစ်ပြီလေဒီခံစားချက်ကကောင်းတဲ့ခံစားချက်လားဘူးသွားတဲ့ခံစားချက်အဲ့ဒီသွားတဲ့ခံစားချက်ကြီးဖြစ်ပြီဆိုရင်အဲ့ဒီခံစားချက်ကြောင့်ဒီလူမမျက်နှာတွေပါဗျာတခါတည်းသူ့ရဲ့ကြွက်ตาကြောတွေပါတွေကလည်းပဲ ပုံမှန်လုံးမလုပ်ဘူးရှိရမယ်လို့သို့သောဘာဒီလှုပ်ရှားမှုဖြစ်ရမယ်လို့ဒါလို့ဖြစ်ရင်ဒီမျက်ရည်ကလင်းနေလည်းပဲဖိရမယ်လို့ပဲဖိပြီးဆိုရင်မျက်ရည်လည်းကျရမယ်လို့အဲ့ဒါဆိုရင်အရိယာမျက်ရည်မကျတော့ဘလားပေါ့အာအရိယာလည်းခံစားချက်ပယ်တာမှမဟုတ်တာပဲလို့အရိယာလည်းမျက်ရည်ကျရမှာပဲလို့ဒီခါကဓာတ်ဒီနိပတ်တွေထဲမှာတော့တော်များများအဲ့လိုမဖြစ်ဘူးကြာအဲ့လိုပဲတခါတည်းဓာတ်ဒီနိပတ်တွေထဲမှာတကယ်လင်မယားကြီးဖြစ်သူတို့ကတော်ထက်ထားကြလို့မဟုတ်လို့သူတို့ရှင်နဲ့သူတို့ရှင်မနဲ့ဖြစ်တွဲပြီးတော့သွာလာနေတာပေါ့ သွားလာနေတော့သူတော်စင်မကတရားပေါ်မှာသေပါလေတော့သေတဲ့အခါကျ तू ကနေတစ်သက်မှငိုမယိုဘူးပေါ့ဗျာအဲလိုမျိုးသူပြောခဲ့ကြတယ်ကျွန်တော်လည်းဖတ်မှားရတယ်ပေါ့ဗျာနော်အဲလိုငိုမယိုပဲနေနေတာဆိုတော့ तू ရတဲ့အစလုံးကလေးက तू နဲ့ကဒါတသိမ်းမှာလို့ဆိုတာမျိုးပြောရတယ်ပေါ့ဗျာဒါအဲဒီလိုကြီးကတော့မှတ်ဖို့ကတော့ဘယ်ကောင်းမှာမလဲလို့ဒါအနာဂတ်ကြီးတိတ်တယ်အဲဘောအနာဂတ်ကြီးတိတ်တယ်ဆိုတာကြီးတိတ်တယ်ဆိုတာတကယ်ကတော့ခုနကတကယ် तू သားတော့ तू သမီးတော့အစရှိရင်သူ့ရဲ့ဖေးတို့အမေတို့ဒီစုံတစ်ခုပေါ်မှာနေပြီးတော့ မျက်ရည်ကတော့ကြာမှာပဲပေါ့ဗျာသူ့မှာတခါတိကြိုက်နာကျင်နာကြီးကမြားလုံးလုံးမလို့မနဲ့မခံနိုင်ဖြစ်ပြီးတော့မျက်ရည်ကြာသလားပေါ့ကြာမှာပဲလို့ထင်တယ်ဗျာခုနမျက်ရည်မျိုးကတော့ကြာမှာပေါ့ဗျာဒီတောကပရိဒေဝဒုက္ခဒေါမနတာမျက်ရည်မျိုးကတော့ကြာမှာပေါ့ဗျာတောကပရိဒေဝဒုက္ခဒေါမနတာဆိုတာကသူ့သင်္ခါရလုတ်တယ်သင်္ခါရလုတ်တဲ့အတွက်ဝิญဉာဏ်ယုတ်တာရဲ့နာဖတ်တဝေနာတွေကတစ်တစ်လွန်လွန်လတ်လတ်လောလောဖြစ်တုံးကဓာတိဖြစ်ပေမဲ့တစ်တစ်လွန်လွန်လတ်လတ်လောလောမဟုတ်တော့ပဲခုနပြောသလိုအချိန်ကြီးကကြာလိုက်တာအောင်ကပြီးပြီးတကလားသူ့အနေနဲ့မရတဲ့ချက်ရတဲ့ချက်လောက်ဖြစ်ဟောင်းနှမ်းသွားပြီအဲ့ဒီခါမှဆိုရင်တော့ သူမျက်ရည်ကျရင်ပဲကျမယ်ဗျာသူမူဆွေးရင်မူဆွေးမယ်သူမူကြီးရင်ကိုကြီးမယ်ဗောဒါဒီဇရာနဲ့မရဏဖြစ်ပြီဗောအဲ့ဒီဇရာနဲ့မရဏကလူနှိမ့်ဆက်တာကိုတော့ဆိုခင်ဗျာခုနပြောလိုက်တဲ့ရင်းထားတာပါပဲသူနှတ်တာပဲခင်ဗျာအဲ့ဒါဒီကိုသူလောက်ခဲ့ရတဲ့ကံစီကိုသူပြန်ငတ်တာပဲတင်္ခါရကိုပြန်ငတ်တာပဲဗောအဲ့ဒီတင်္ခါရကိုပြန်ငတ်ပြီလို့ဆိုတဲ့အခါကျဒါပါပြောလေသူဇရာမရဏမဟုတ်စာရအဲဇရာမရဏတွေကနေပြီးတော့တွေ့ဝေတာတွေကနေဇရာမရဏတွေ့ဝေတာတွေကနေပြီးတော့ဗောနော်ခုနကတောကပရိသေဝဒုက္ခဒေါမနတာဖြစ်တာတွေကနေပြီးတော့ သူဤဒါနမပိဏတော့မပြတ်နှိမ့်သက်တယ်အဲဒီလိုမျိုးလို့မပြတ်နှိမ့်သက်တဲ့အတွက်အာတဝနံသမုပ္ပါဒါဆိုတော့အာအာတဝဖြစ်တော့တာဆိုတော့ဒီကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝပေါ့ဗျာတော့ဒီအာတဝတွေဖြစ်တော့တာလို့ဆိုတော့အဲဒီမှာတကယ်ရင်းထတော့တာပေါ့ခုနကတော့ရင်းထဖို့အတွက်အကြောင်းအာယုန်နေပေါ့ဗျာတော့အဲအကြောင်းအာယုန်နေဖြစ်တဲ့အတွက်အဲဒီရင်းထတဲ့အဝိဇ္ဇာတဏဥပါဒါပေါ့နော်ဒီအဝိဇ္ဇာတဏဥပါဒါဟာဥပါဒါလို့ဆိုတဲ့အတိုင်းဥပါဒါဟာတော့ဥပါဒါရှင်းတယ်ပေါ့ဗျာတဏကလည်းပဲဥပါဒါပါပဲ အဝိဒ္ဓါလည်းဥပါဒံပါပဲလို့သူကပြောမှာမဟုတ်လားဗျာ။အဲကာမှုပါဒံဒိဋ္ဌုပါဒံတိလပတုပါဒံအတ္တဝါရုပါဒံနဲ့ဆိုတာဟုတ်တယ်မလားဒါ။အဲ့တော့ပြောမယ်ဆိုရင်ဒီဥပါဒံနေဟာဘာဖြစ်လို့ဖြစ်တဲ့ဥပါဒံလို့ဆိုဥပါဒံဥပါဒံသူပေါ်လာတာလား။အကြောင်းမဲ့လားပေါ့နော်။ဒီကိလေသာတွေပေါ့နော်။ကိလေသာတို့ဥပါဒံတို့နိဝရဏတို့အာတဝတို့ဆိုတဲ့ဟာတွေကန္ဓာတို့ဆိုတာတွေကပြောမယ်ဆိုမကောင်းဆုံးတရားတွေအတူတူတွေပါဗျာနော်။အဲ့တော့ဒီဥပါဒံနေဟာဘာဖြစ်လို့ပေါ်လာတာလဲ။ဒီဥပါဒံနေဟာဥပါဒံသူပေါ်လာလားဆိုဥပါဒံသူပေါ်လာဟုတ်ဗျာ။ သူကသူပေါ်တာမဟုတ်တော့ဒါပြင်ဘာဖြစ်လို့ပေါ်တာကိုလှုပ်လို့ပေါ်တာသူကနေပြီးတော့ကိုပလီပလန်ကိုလှုပ်လိုက်လို့ပေါ်တာဆိုကိုလှုပ်လို့ပေါ်တာလည်းမဟုတ်ဘူးလို့အဲကျတို့ဖေရတုတ်တာတခုပါအပြင်ပြင်ပြောတာရှိတယ်ပေါ်ရဒီလိုဆိုရင် net တွေပါရမြန်သူ့ကိုယ်တည်းကိုစုံးနေပါရမြန်အဲ့လိုမျိုးလို့ပေါ်အောင်တွင်းလိုက်လို့လှုပ်လိုက်လို့ပေါ်တာလားပေါ့ဟာဒီဥပါဒဏ်ဟာသူများလှုပ်လို့လည်းမဟုတ်ဘူးလို့ပြောတယ်ဘောင်းကျင်လှုပ်လို့မဟုတ်ဘူးပေါ့ဗျာသူများလှုပ်လို့ဘောင်းကျင်လှုပ်လို့မဟုတ်ဘူးလို့ဆိုလို့ရှိရင်ကိုလှုပ်လို့လားပဲကိုလှုပ်လို့လည်းဒီဥပါဒဏ်ပေါ်တာမဟုတ်ဘူးပေါ့အဲဘု து ကြောင့်မှမဟုတ်ဘဲနဲ့သူ့ဘာသာသူ့ကိုအကြောင်းမဲ့ပေါ်တာလားပေါ့ အားเจ้าမဲ့ပေါ်တာလည်းမဟုတ်ဘူးလို့ဆိုတော့ဒါဘာလို့ပေါ်တာလဲလို့ထင်တော့ဒီဝိသက်ကြောင့်ပေါ်တာပေါ့ဒီဝိသက်ကြောင့်ပေါ်တာလို့ဆိုတော့ဝိသက်ကဒါဥပါဒံရဲ့အာယုန်နေမဟုတ်လားကတော့ဝိသက်ကဥပါဒံရဲ့အာယုန်ဘာလို့လဲဆိုတော့ဒီဝိသက်တွေကိုပဲအာယုန်မြုပ်ပြီးတော့ဒီဥပါဒံကပေါ်啊ဒါကြောင့်လို့ဥပါဒံကြောင့်ဝိသက်ကြောင့်ဥပါဒံပေါ်တယ်လို့ဆိုတာကိုကြည်ကြခြင်းဥဝိသက်ဟာဥပါဒံရဲ့အာယုန်ဟုတ်ပါတော့ဥပါဒံရဲ့အာယုန်ခေတော့ခန္ဓာတို့ဒီနဲ့ဒီလိုလိုပဲတကားတဲ့ ကျတော့ဘုဒ္ဓဘုသူတို့ဆိုရင်ပေးခဲ့တယ်မရှိရပါဗျာဥပါဒဏ်ခန္ဓာကိုပေးတယ်ပေးတယ်တာမနော်ဥပါဒဏ်အာယုံပြီးတော့ခန္ဓာတို့တည်တယ်တကယ်ကြတော့လို့ဝိဘက်ကိုဥပါဒဏ်အာယုံလို့ပြောတာဟာမမှားပြီနဲ့လို့တကယ်တော့ဥပါဒဏ်ကြောင့်ဖြစ်တော့ခန္ဓာလို့ပြောလိုက်ရင်တော့ပိုကောင်းပါတယ်လို့ဘာလို့လဲဆိုတော့ဒီဝိဘက်ကလည်းပဲဘသူကြောင့်ဖြစ်တာလို့ဥပါဒဏ်ကြောင့်ဖြစ်တာပဲမဟုတ်လားဥပါဒဏ်ကြောင့်ကံလို့တယ်ကံကြောင့်ဝိဘက်ဖြစ်တယ်လို့ဆိုတော့ဥပါဒဏ်ကတော့ဝိဘက်နဲ့စာလို့ရှိရင်အကြောင်းဖြားလို့ပြောရမှာပါ အကြောင်းရင်းတစ်ခုတောင်ခြားတာလေကံ့ကြောင့်ဝိဘက်ကဖြစ်တာကိုကံ့ကြောင့်ဖြစ်တဲ့ဝိဘက်ကိုဥပါဒဏ်ကြောင့်ဖြစ်ပါတယ်လို့ပြောလို့ရှိရင်တော့ဒီကံကဥပါဒဏ်ကြောင့်ဖြစ်တဲ့ဟာဖြစ်တဲ့အတွက်ဒီဥပဲလည်းပဲဥပါဒဏ်ကြောင့်ဖြစ်တာလို့ဒီလိုမျိုးပြောရမှာပေါ့လေနော်ဒါတော့ဒီဥပါဒဏ်နဲ့ခန္ဓာကိုပြောတဲ့အခါဥပါဒဏ်ကြောင့်ဖြစ်တဲ့ခန္ဓာဥပါဒဏ်ကြောင့်ဖြစ်တဲ့ခန္ဓာဆိုတာဥပါဒဏ်ကြောင့်ကံဖြစ်တယ်ကံကြောင့်ဝိဘက်ဖြစ်တယ်ဒါကြောင့်မလို့ဥပါဒဏ်ကြောင့်ဖြစ်တဲ့ခန္ဓာဒါမှမဟုတ်ဥပါဒဏ်ဤအာယုံဖြစ်သောခန္ဓာ ဟုတ်ပါတော့ဥပါဒံရဲ့အာရုံကိလေသာကနေဥပါဒံကကိလေသာဘုပဲဗျာကိလေသာဘုကဥပါဒံလို့ဆိုတော့ဒီဥပါဒံကသူ့ဘာသာပြီးဖြစ်တာသူ့အာယုံရှိတယ်။ဘာလဲလို့ဆိုတော့ဒီဝိဘက်ခန္ဓာပဲမဟုတ်လားအဲဒီဝိဘက်ခန္ဓာကဥပါဒံရဲ့အာရုံဖြစ်တဲ့ခန္ဓာဖြစ်တဲ့အတွက်ဒီခန္ဓာကိုဥပါဒံရဲ့ခန္ဓာကိုဥပါဒံရဲ့အာရုံဖြစ်သောခန္ဓာလို့ပြောပြောဥပါဒံကြောင့်ဖြစ်သောခန္ဓာလို့ပြောပြောအတူတူမဟုတ်လားကံတော့ဥပါဒံကြောင့်ဖြစ်သောခန္ဓာလို့ဆိုတော့ဒါသူဘာဖြစ်လဲဆိုတော့ဥပါဒံကအကြောင်းဒီခန္ဓာကအကျိုးပေါ့ဒီသင်္ခါရနဲ့ ဝိညာဉ်ထဲသွားလိုက်ရင်တော့ဖတ်တာဝိညာဉ်လို့ဆိုတဲ့ကံနဲ့ဝိဘက်တွေကဥပါဒဏ်နဲ့ဖြစ်တာဒါကဒီကံနဲ့ဝိဘက်တွေကြောင့်ပဲဥပါဒဏ်ကပြဖြစ်တာပေါ့ဗျာဒါကြောင့်ဥပါဒဏ်ဤအာယုဖြစ်တော့ခန္ဓာလို့ပြောရင်လည်းဒါဖြစ်တယ်လို့ဒီလိုပြောရမှာပေါ့ဗျာနော်ဘာလို့လဲ तू ကလဲနေတဲ့အရာပဲလဲနေတဲ့အရာသူတော့အကျိုးဘက်ကပြောပြောအကြောင်းဘက်ကပြောပြောတကယ်လို့ဥပါဒဏ်ကြောင့်ဖြစ်တော့ခန္ဓာလို့သိဒီခန္ဓာကအကျိုးဥပါဒဏ်ကအကြောင်းဥပါဒံအာယုဖြစ်သောခန္ဓာလို့ပြောတဲ့အခါကျတော့ဥပါဒံကအကျိုးဒီဥပါဒံနဲ့ခန္ဓာကအကြောင်းတကယ်ပြိဿတ်ဘုရားပဲကွာဒါလေးကိုကျွတ်ရတယ် ဒီနှစ်ပြုတ်သေချာပြန်မြင်ရမယ်လို့ဆိုတော့ဥပါဒဏ်နဲ့ခန္ဓာကောက်တဲ့အခါမှာဒါမှမလွဲမှာလားဒါဥပါဒဏ်ကြောင့်ဖြစ်တဲ့ခန္ဓာလားဥပါဒဏ်ကြီးအာရုံဖြစ်တဲ့ခန္ဓာလားအတူတူအတူတူပဲဟုတ်ကဲ့နော်ပြောမယ်စင်တော့တတိကြောင့်တတိကြောင့်တတိရတယ်တတိကြောင့်တတိရတာကိုထောက်တော့တတိဟာတစ္စေအာယုံလို့ပြောဟုတ်ကဲ့နော်အဲ့တခါတစ္စေကြောင့်တတိဖြစ်တာလို့ပြောမယ်စင်တော့တတိဟာတစ္စေရဲ့အကျိုးလို့ပြောဟုတ်ကဲ့နော် ။အဲတင်းတိဟာတင်းတိရဲ့အကြောင်းလဲဟုတ်တယ်။တင်းတိရဲ့အကျိုးလဲဟုတ်တယ်လို့သူပြောမှာပါနော်။ဘာလို့လဲဆိုဒီတင်းတိမရှိတင်းတိဟာပေါက်မှာမဟုတ်ပဲ။တင်းတိမပေါက်ရင်လည်းတင်းတိရဲ့ဒီမှာမဟုတ်တာဆိုတော့တကယ်တော့တင်းတိရဲ့အကြောင်းဟာတင်းစိလဲဟုတ်တယ်။ဟုတ်ပါနော်။တင်းစိဟာတင်းတိရဲ့အကျိုးလဲဟုတ်တယ်။အဲတင်းတိဟာတင်းစိရဲ့အကြောင်းလဲဟုတ်တယ်။ဘာလို့လဲဆိုတော့ဒီတင်းတိဟာဒီတင်းတိရှိလို့ဒါရတာဆိုတော့ဒီတင်းတိဟာတင်းစိရဲ့အကြောင်းပဲပေါ့နော်။တကယ်ဒီတင်းတိဟာတင်းစိရဲ့အကျိုးလဲဟုတ်တယ်။ဟုတ်ဆိုဒီတင်းစိကနေတိပင်ပေါက်ပြီးဒီလိုဒါဒီတင်းတိဟာဖြစ်တာဆိုတော့ဟုတ်ပါနော်။ အဲအဲကြောင့်မလို့ကျွန်တော်ဥပါဒဏ်နဲ့ခန္ဓာကိုပြောတဲ့အခါဥပါဒဏ်ကြီးအာယုဖြစ်တော့ခန္ဓာတို့ဒီနဲ့အဲဒါဒီလိုမျိုးတွေလည်းပေးတတ်ကြတာဒါမှမဟုတ်ဥပါဒဏ်ကြောင့်ဖြစ်တော့ခန္ဓာတို့ဒီလို့ပြောလိုက်တယ်ပြီးတာပဲကွာဟိုကတော့စကားလုံးကလည်းကိုယ်ကြီးကောက်ကောက်လို့လို့ဖြစ်တဲ့အတွက်မတိပြရလို့လို့တခြားတစ်ပါးတွေကိုပဲလွှဲပြီးတော့ယူစရာတွေရှိတယ်လို့ဖြစ်တယ်လို့ပြောတာပေါ့ဗျာနော်ဒါကြောင့်ကျွန်တော်ကဒီဥပါဒဏ်နဲ့ခန္ဓာကိုပြောတဲ့အခါမှာအဲဒီဥပါဒဏ်ကြောင့်ဖြစ်တဲ့ခန္ဓာလားဒါမှမဟုတ်ဥပါဒဏ်ကြီးအာယုဖြစ်တဲ့ခန္ဓာလားဒါတူတူလို့ပြောတာပေါ့နော်ဒါကြောင့်သရဝရဏမုဋ္ဌာယပိလိဒါနပပိဏသောဆိုပြီးတော့ ဒါကမရဏတွေကတွေ့ဝင်မှုတွေဖြစ်ပြီးတကတွေ့ဝင်မှုတွေဆိုတာဟိုပန်းနွမ်းမှုတွေပေါ့နော်အဲ့ဒါတွေဖြစ်တဲ့အတွက်ဘာဖြစ်လဲဒါကမရဏရဲ့လက္ခဏာဒီပင်လဲတောကပါပဲဒါကမရဏရဲ့လက္ခဏာဒီပင်လဲပရိဒေဝပါပဲဒုက္ခပါပဲသောမနတပါပဲဥပါယတပါပဲလို့ပြုတော့ပြောရအောင်ဒုက္ခကတခြားဒါကမရဏကတခြားမဟုတ်ဘူးအာသောမနတကတခြားဒါကမရဏကတခြားမဟုတ်ဘူးဥပါယတကတခြားဒါကမရဏကတခြားမဟုတ်ဘူးပေါ့အဲ့ဒီထဲမှာဒုက္ခသောမနတဥပါယတလည်းပဲအတော်ကတော့ပြောတဲ့ခလုတ်တိုက်ရေကျွတ်လို့နာတာပေါ့ဒါဒုက္ခလား ဲ့ဒီလိုမဟုတ်တဲ့ဘသူကနေပြီးတော့ဘယ်လိုပြောလိုက်တာအတွက်အဲ့ဒီပြောလိုက်တာလဲကို့အတွက်တော်ရီမန်တန်နဲ့အနေထားမရှိဘူးလို့ဆိုလို့ရှိရင်စိတ်နှလုံးမသားမရဖြစ်ရတာပေါ့ဒေါမနတာဖြစ်ရတာပေါ့ဗျာနော်ဟာသူငါ့ကိုဒီလိုကြီးများတောင်ပြောတတ်တယ်လားကွာပေါ့နှလုံးမသားမရဖြစ်တာပေါ့နော်ဒီဒေါမနတာမဟုတ်ဘူးလို့ဒီလိုပြောရမယ်နော်ကန့်ကြောင့်ဖြစ်တဲ့ဒေါမနတာလို့သာပြောရမယ်နော်အခုကတော့ဟိုသူကနေပြုတ်လိုက်လို့ဖြစ်တဲ့ဒေါမနတာကိုဟုတ်တယ်လားတော့ကန့်ကြောင့်ဖြစ်တဲ့ဒေါမနတာမဟုတ်ဘူးလို့ဒီလိုပြောရမယ်အဲ့တော့ကျုပ်တို့ပရိသတ်သမုပ္ပါကိုစီစီစက်စက်ကလေးမြင်ရဖို့တိတ်ခေါက်နေကြနော်စီစက်စက်ကလေးမြင်ရင်တိတ်ကိုဖယ်ရှားစရာ မရှိလာဘူးလို့ဒီလိုပြောရမှာဗျာသိကိုပဲရှားကြရမရှိလာဘူးလို့ဆိုတာအကျုပ်ကတဏှာနဲ့ဥပါဒံအရာကလေးတွေကိုကောက်ပြတဲ့အခါမှာဖေတဏှာဆိုတာနော်လို့မင်းတို့တရိရှင်နာတဏှာဆိုပြီးတော့ထာရာတဏှာလို့ဆိုပြီးကြလားဒါနွားเจ้าသားတွေနေပူပူကြီးတဲ့နွားเจ้าနေရဲ့မဲ့ရေးထာရာတဏှာမဟုတ်ဘူးကြာဟိုမင်းတို့ဓမင်းနေပါတယ်စားနေတဲ့သူတွေအဲမเจ้าကလည်းဥစားဓမင်းစားခြင်းကလွန်ပြီးသွားပြီလို့ဆိုမင်းတို့ဓမင်းစားမှာနော်လို့အဲ့ဒါလည်းတဏှာမဟုတ်ဘူးရတော့လို့မင်းတို့ယောက်ျားဖြစ်တယ်နော်လို့ယောက်ျားဖြစ်တဲ့သူတွေ ဒါကိုလူရောလူလဲအရွယ်ကလေးလဲရောက်လာပြီဖြစ်ဖြစ်မိမလူချင်တာပဲလို့အဲ့ဒါလဲတဏမဟုတ်ဘူးနော်လို့အဲ့ကျော်ဒီလိုပြောတော့ဗျာပြောတဲ့ကကျတဏကဘယ်ဟာကောက်အောင်ကိုသူတို့မသိတော့ဖြစ်နေပါလေတဏဘယ်ဟာကောက်အောင်ကိုမသိတော့ဘူးဆိုတော့နောက်ဆုံးပဲအစရေသာရာနေစပြီသမင်းသာရာတွေကနေအကုန်လုံးသာရာတွေကြီးချောက်ပြောလိုက်တာဟုတ်လားကိုကအရွယ်လေးရလာပြီဆိုတစ်တစ်လွန်လွန်တောက်တော့ပါပါဟိုသားလေးလည်းဝှချင်ရပါပဲဟုတ်လားဗျာအဲဘာလို့ဆိုတစ်တစ်လွန်လွန်တောက်တော့ပါပါဟိုအရွယ်ရောက်တဲ့အချိန်ထိတော့မမွေးရဘူးလို့ဆိုရင်တော့ဒီကောက်ကားကောင်းလဲလို့ဆိုတာလူတွေလည်းပြောကြမှာမဟုတ်လား အဲ့လိုမျိုးပြောတာလည်းပဲတိတ်ကြီးလည်းပဲကိုကနေပြီးတော့ခိုင်းနေတာမဟုတ်တာသူတော့သူ့ပွဲလေးသူ့လမ်းနဲ့ညီညွတ်တယ်အဝတ်ကလေးအစားကလေးအထင်ကလေးတစားကလေးပေါ့ဗျာအမရွှေရွှေကလေးဆိုပြီးတဲ့ဝတ်ရဖို့အနာကြီးကလေးဆိုပြီးတဲ့ဝတ်ရဖို့တာသူ့အရွယ်လေးကဝတ်ချင်ရမှာနော်အေးအဲ့ဒါခါကလည်းပဲတဏမဟုတ်ဘူးလို့ကျုပ်ကပြောပြီဗျာဘာလို့ဆိုနာယီဝတ်ချင်ရမှာပေါ့လို့ဘာလို့ဆိုကိုလုံးလုံးရင်နာယီနဲ့အချိန်နဲ့အချိန်လေးသွားတာလေးဗျာနာလေးကလည်းလောရမှာလို့ဆိုတော့ကငါနိုင်ဘလောက်နီးနေပြီငါနိုင်ဘလောက်လိုသေးတယ်ဆိုတာကိုကသိနိုင်ပါသလားအဲ့ဒါလည်းတဏမဟုတ်ဘူးနိုင်ဝှချင်တာလည်းတဏမဟုတ်ဘူးကြွေဝှချင်တာလည်းတဏမဟုတ်ဘူးပေါ့ကျုပ်ကပြောတယ်အဲ့တော့ဒီလိုဆိုရင် အဖိုးအမတွေကအရွယ်လေးရောက်လာရင်အမပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်သူ့အရွယ်ကလေးလည်းရောက်သူ့ရဲ့မျိုးတွေကလည်းသုံးလာတာဆိုတော့ဒီကလင်းတွေကလည်းပဲဒီဟိုမုတ်ကလင်းတွေကလည်းပဲအလုံးလုံးနေပြီလို့အလုံးလုံးနေပြီလို့ဆိုလို့ချင်တာတော့ तू ကတော့ကိုကတော့ဒီကိုအတိုင်းမဟုတ်တော့ဘူးသူ့အဖေါ်ယူတော့ဟောရှာတော့လို့ဆိုတာမျိုးကိုကနေပြီးတော့ထကြွပြီးပြောဆိုပြီအဲ့ဒီကကြောက်လည်းပဲအမဆိုရင်လည်းဖိုလ်လိုချင်အောင်ပါလို့အဖိုးဆိုရင်လည်းအမလိုချင်အောင်ပါလို့အေးအဲ့ဒီဟာထားတာလဲတဏ္ဏမဟုတ်ဘူးလို့ကြောက်ကပြောပြီးလို့ဆိုတဲ့ကကြောက်ဟောတဏ္ဏခက်သွားတယ်ကွာ ဟေးမင်းတို့နော်လို့တဏှာကိုရတော့တဲ့အခါမှာလို့ထားတယ်ဆိုတာလို့ခုလုတ်ခဲ့ဘူးတဲ့တေခါရမှုမျိုးလုတ်ပြီးလို့ကိုယ်ညင်ကတ်တယ်တိတ်တွေကိုယ်တွေထားတယ်မျက်တိနာနာတွေပေါက်တယ်အဲအာယုန်နေနဲ့တွေးကြည့်တယ်အဲအာယုန်နေကိုလည်းပဲခံစားရတယ်ခုတုန်းကကိုယ်တဲ့တေခါရလို့ခုတုန်းကခံစားရနေခံစားရတာပြောတာနော်လို့တခြားဒီမင်းစားလို့ခံစားရတယ်အသာခံစားပြောတာမဟုတ်ဘူးတခြားဟိုကောင်းလေးဝတ်ရလို့ခံစားရတာပဲခံစားပြောတာမဟုတ်ဘူးပြောပြောတယ်ကွာခုလုတ်ခဲ့တဲ့မမမလွန်ကျူးမှုလုတ်ခဲ့ရတယ် အဲ့ဒီလုတ်ခဲရတာလေးမျိုးခံစားရတာပေါ့ဝေဒနာလို့ပြောတာအဲ့ဒီဝေဒနာကြောင့်ဖြစ်တဲ့တဏှာကြတော့လည်းပဲလုတ်ခဲရတုန်းကလုပ်ငန်းမျိုးကလေးအခုဟောင်းသားပြီဖြစ်ပေမဲ့အဲ့ဒါမျိုးလေးကိုထားလောက်တာမျိုးပြန်လုတ်ချင်တဲ့ထားလောက်တာမျိုးလေးအဲ့ဒါတဏှာပြောတာလို့ပြောတဏှာလည်းပဲအဲ့လိုပြောတယ်ပေါ့ဥပါဒံအယူပြီးတယ်ဥပါဒံအတွဲကြီးတယ်ဥပါဒံဆိုတာအတွဲกว่าလို့သူ့ရဲ့ပါဒနာရယ်ပဲအာရဏရယ်ပဲဥပါဒနာဆိုတာဒါဥပရဲ့အာရဏရယ်အာရဏယူတာกว่าလို့ ဥပဆိုတာကတော့ဒါယူတာကိုထူးထူးခြားခြားဖြစ်အောင်တားမြစ်လိုက်တဲ့ဟာပေါ့။ရှိတာကြီးပေါ့ပဲနဲ့မရှိတာကြီးလား။အဲ့လိုဆိုတော့ဒါယူသီးတာလို့ခေါ်တာပေါ့။မရှိတာယူပြီဆိုရင်ယူသီးတာပေါ့။ဟုတ်တာယူတာမဟုတ်ဘူးမဟုတ်တာ။အဲ့ဒါကိုဥပဒါပြောတာပေါ့။အဲ့တော့အကုန်လုံးကိုများမဟုတ်ဒီလား။တကယ်ကလည်းမြိုထဲသွားတဲ့လမ်းလို့ဆိုတာမျိုးမဟုတ်ဘူး။ယူရဲသွားတယ်လမ်းမဟုတ်ပဲကျွတ်တော့မျက်တိလည်းနေတယ်ဒါမျိုးလဲသွားတယ်လမ်းဆိုပြီးတော့ကျွတ်တော့နေယူမှာပေါ့နော်အေးအဲ့ဒါဥပဒေမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ तू ယူတော့ယူတာပဲလေ ယူရမလို့လည်းပဲသူယူတာတော့မဟုတ်ဘူးလို့မဟုတ်ဘူးလည်းမဟုတ်တာလည်းပြောတာပေါ့အခုနပြောခဲ့တယ်ကိုတင်ခါရလုတ်ခဲ့ဘူးတဲ့ဟာမျိုးကလေးအဲ့ဒါမျိုးလေးကတကယ်ကောင်းတာမဟုတ်တကယ်ကောင်းတာမဟုတ်ဘူးလို့သူကတကယ်ကောင်းတာလို့ထင်တာမျိုးပေါ့ဗျအဲ့ဒါမှဥပါဒံတော့ဥပါဒံရဲ့အရာလည်းသိကျင်းသွားပြီကြာဥပါဒံရဲ့နေရာမကျေတော့ဘူးပြောကြတယ်ပေါ့နော်ဥပါဒံရဲ့နေရာလည်းမကျေတော့ဘူးတနာရဲ့နေရာလည်းမကျေတော့ဘူးမကျေတော့တဲ့ကကြည့်တို့ဒီတနာလေးရှင်းဖို့ဒီဥပါဒံလေးရှင်းဖို့ဘာခဲ့ရမှာတော့ဘယ်လိုပြောရမှာပေါ့နော်။ဒါဝိညာဉ်လေးကျင်းတော့ဝိညာဉ်လေးကျင်းတာပဲဖတ်တာလည်းကျင်းတာပဲ ဟုတ်နော်ဒါကျုပ်တို့မြင်မြင်သမျှတွေကိုအာယုန်တွေကိုကျုပ်တို့ကလည်းပဲယူနေတာမှမဟုတ်ပဲကိုနှစ်ကောခံစားဘူးတဲ့ကိုနှစ်ကောကျုပ်လွန်လွန်ယူဘူးတဲ့အာယုန်မျိုးနဲ့တူတဲ့အာယုန်မျိုးမြင်လာတာကျုပ်တို့ကနေပြီးတော့အာယုန်တွေကိုလည်းပဲဖတ်တာတွေတို့ဒီဥပါဒဟိုရင်းတွေတို့ကိုလည်းကျုပ်ယူရမှာမဟုတ်လားတားရရနားရတယ်အဲ့တော့ဆိုလိုတာကတော့ဒီကျုပ်တို့ဒီဝိသက်တည်းရဲ့အရာတွေကောက်တဲ့အခါပရိသတ်ဥပဒဝိသက်တည်းရဲ့အရာကိုကောက်တဲ့အခါဝိသက်တည်းရဲ့အရာကဓာတိဖြစ်တယ်တရာမရဏဖြစ်တယ်ဓာတိဖြစ်တယ်တရာမဓာတိဖြစ်တော့လည်းဝိညာဉ်တိုင်းဥသာလိုက်မှာဖတ်တာဝိညာဉ်ပါပဲ ဒဂါမရဏဖြစ်တော့လေဝိညာဉ်ဉာဏ်ဥဒ္ဒလိုက်နာဖတ်တာဝိညာဉ်ပဲဇာတိဖြစ်တော့ကဝိညာဉ်ဉာဏ်ဥဒ္ဒလိုက်နာဖတ်တာဝိညာဉ်တော့ထက်ထက်မြက်မြက်ဖိဖိဝဝသုစုချာချာခံစားရတယ်ပေါ့နော်ဒီဇာတိကနေနောက်ကျတော့ဒဂါမရဏကြီးကိုသူရောက်လာတယ်ဒဂါမရဏဖြစ်တဲ့အခါကျတော့ဒီအာယုံကမှုံတုံတုံဝါတာတာ မပြီးမပြင်းတော့မကြည်မလင်းတော့ဖြစ်လာပြီလို့ဆိုတဲ့အခါကျတော့ဒီခံစားချက်မျိုးကိုသူပြန်ပြီးတော့လုပ်ချင်တာအဲ့ဒီအခါမှာပြန်ပြီးသူရှားတော့တာအဲ့ဒါကိုဒဂါမရဏမုတ်တာရ ီသရမရဏတွေကနေပြီးတာသရမရဏဝิญညာယုဒ္ဒလာရဲ့နာဖတာဝิญနာတွေကပုံတုံတုံဝါတာတာတွေ့တွေ့ဝေးတွေ့ဖြစ်နေပြီဆိုတဲ့အရာကြီးအားပိဋိဒါနာမပိန်တော့အပြတ်ကိုအိတ်သက်တာခံရအဲ့လိုမျိုးနေသက်တာခံရတာကိုတော့ကအဲ့လိုမျိုးလို့ဒီသရမရဏတွေရဲ့မုစ္ဆာဖြစ်နေတဲ့ဟာဒီပဲလေပရိဒေဝါအဲဒေါမနတာဒုက္ခဥပါယတာဒီလိုပြောတာပါအဲ့လိုမျိုးလို့ဒုက္ခဒေါမနတဥပါယတာလို့ဆိုတဲ့တောကပရိဒေဝဒုက္ခဒေါမနတဥပါယတာလို့ဆိုတဲ့ဘုရားတွေပေါ့။ဒါမုဿာလို့ပြောတယ် ဥစ္စာဆိုတဲ့စကားကိုကျင့်တို့မရဏသမဇောစောတဲ့အခါမှာပါတဲ့ဥစ္စာကာလဥစ္စာကာလဆိုတာရှိတယ်လို့ဆရာကြီးကတော့ပြောတယ်နော်ဥစ္စာကာလဆိုတာရှိတယ်ဆိုတာမှန်တော့မေ့သွားတာလေးပြောတယ်ပြောချင်ပါတယ်မေ့သွားတယ်ဆိုတာကျင့်တို့ခန္ဓာချက်တစ်ခုခန္ဓာနေရတယ်ဆိုသိတ်ခန္ဓာအဲသိတ်ခန္ဓာရင်သိသေးဘူးကလေသိတ်ခန္ဓာလုံးလို့ခန္သိတ်ခန္ဓာလို့အော်ဟိပြီးနေရနေပြီးတော့သူကဘာခန္ဓာရတာဘူးပဲဒီသေးတော့မှခွာလိုက်တာဘလို့လဲတော့သူမခံစားရတော့ဆိုဒီကိုလုံးကသူကနေပြီးတော့နှံ့သွားပြီဖြစ်တယ်သူမဟုတ်တာဖြစ်သွားပြီလို့အမဟုတ်တာဖြစ်သွားပြီဆိုရင်တော့သူတည်တော့ပါ တော့ကျတော့မုသာကာလဆိုတာတော်တော့ကိုတူတူလေးလူလိုပဲကြာတော့ပရဏသနာသောတော့ငါးချက်ပဲသောတယ်ဆိုပြီးတော့လဲသောတာပေါ့လေကတော့ဒါလေးလဲဟိုကောင်းပါလေဟုတ်မယ်လို့ဒါတော့ဒီလဲတီးဖို့ရမယ့်မလွယ်လိုက်တာလို့ဘာလို့ဆိုလက်ပြတဲ့တည်းရဲ့ဂရေတသိန်းကျော်ပိုင်းတစ်ပိုင်းလောက်ဆိုတော့ကြာတော့ဂရေတသိန်းကျော်ပိုင်းတစ်ပိုင်းဟိုငါးချက်ပဲသောတယ်ခုနှစ်ချက်ပဲသောတယ်ဆိုတော့ဘာနဲ့ရေးပြတ်မှာတော့ဟာလို့ဘာနဲ့တိုင်းထွားမှာတော့လို့ဒီအန်တရောင်းယူနစ်ဆိုပြီးတော့အခုခေတ်မှာအလင်းတွေပါတိုင်းတာတော့မှာအဲ့ဒီယူနစ်တွေနဲ့တိုင်းရတယ်လို့ပြောတယ် ဒီဂရေတသိန်းကျော်ပိုင်းတပိုင်းပဲဖြစ်တယ်ဂရေတသိန်းပိုင်းတော့မဟုတ်သေးဘူးနော်တသိန်းကျော်ပိုင်းနဲ့နော်ဂရေပေါင်းတသိန်းကျော်ပိုင်းတပိုင်းဖြစ်တယ်စိတ်ချက်ကလေး၅ချက်ပဲဖြစ်တယ်လို့၇ချက်ပဲဖြစ်တယ်လို့ပြောတာတော့အဲပိုလွန်မြတ်နေမလားပေါ့အဲ့ဒါဘုရားကာလလို့ဒီလိုမျိုးလေးပြောတယ်နော်ဥဒ္ဒါကာလဆိုဒီမှာအခုဘုရားကာလကတော့ခုနဓာတိကနေပြီးတော့ဂရမရဏဖြစ်တဲ့အခါကျတော့သူတိတ်တွေဝေးသွားပြီပေါ့တိတ်တွေဝေးသွားပြီဆိုတာဒုက္ခတွေဖြစ်နေပြီပရိဒေဝတွေဖြစ်နေပြီဒုက္ခတွေကောက်နတ်တာတွေဥပါဒတာတွေဖြစ်နေပြီဒီပိုင်းကိုဒါဘုရားကာလလို့ပြောတယ် ါဘုရားဒရမရဏမုဿာယဒရမရဏလို့ဆိုတဲ့တရားတွေကတွေ့ဝေမှုတွေဟာပိဋိဒါနမပိဏတော့မပြတ်တယ်လည်းကနှိမ့်သက်တာကိုခံရတဲ့အတွက်အာတဝါနံသမုပ္ပါဒကာမတောဘောတောဒိဋ္ဌတောအဝိဇ္ဇတောလို့ဆိုတဲ့တဏှာတို့အဝိဇ္ဇာတို့ဥပါဒံတို့ဆိုတဲ့တရားတွေဒါဘုဟုတ္တိဖြစ်တယ်လို့ဘယ်လိုမျိုးလို့ပြောတာပေါ့ဗျာအဲ့တော့ဒရမရဏပစ္စယအဝိဇ္ဇာလို့ပြန်လောက်ကြတာပေါ့ဗျာအဲ့တော့ကျွတ်တို့ဒီတောကပရိစ္ဆေဒုက္ခသောမနကဟာလုံးဝတောကတိုင်းကိုကျွတ်တို့ပရိစ္ဆေသမုပ္ပါဒဝင်တောကပြောတာမဟုတ်ဘူး ပရိသေဝတိုင်းကိုကျွတ်တို့ပရိသေဝသဘောပဝင်ပရိသေဝပြောတာမဟုတ်ဘူး။ဒုက္ခပရိသေဝဒုက္ခဒေါမနတဥပါယတပေါ့နော်။ဒုက္ခဒေါမနတဥပါယတတိုင်းကိုပရိသေဝသဘောပဝင်ဒုက္ခဒေါမနတဥပါယတပြောတာမဟုတ်ဘူး။ပရိသေဝသဘောပဝင်ဒုက္ခပရိသေဝဒုက္ခဒေါမနတဟာဒါသိချပါလား။အဲ့တရမရဏရဲ့လက္ခဏာများပါတရမရဏရဲ့အတွင်ပြင်အံပံတဏ္ဍာများတာပါလို့ဒါလို့ပြောရမှာဗျာတရမရဏရဲ့အတွင်ပြင်အံပံတဏ္ဍာမဟုတ်တဲ့အဲခုနပြောခဲ့တဲ့တောကပရိစ္ဆေဒုက္ခဒေါမနတ္တတွေဒုနေတွေရှိနိုင်ပါတယ်လို့ ဟုတ်လားဥဒ္ဒေကြောင့်ဖြစ်တဲ့သောကပရိဒိဝဒုက္ခဒေါမနတာ၄လားအာရကြောင့်ဖြစ်တဲ့သောကပရိဒိဝဒုက္ခဒေါမနတာ၄လားသိကြောင့်ဖြစ်တဲ့သောကပရိဒိဝဒုက္ခဒေါမနတာ၄လားအများကြီးရှိနိုင်ပါတယ်လို့ပြောရမယ်နော်အများကြီးရှိနိုင်ပေမဲ့လို့လေသောကပရိဒိဝဒုက္ခဒေါမနတာတိုင်းကိုပဲအင်းဒါတွေကတခါတည်းကံကြောင့်ဖြစ်တဲ့ဟာတွေဆိုပြီးတော့အကျိုးတို့လောက်ကြတာတွေလည်းပဲအများကြီးရှိနေပါတယ်ပေါ့ဒါဖြင့်မဟုတ်ပါဘူးလို့အဲဒီလိုမျိုးလို့ပြောရမှာပေါ့ဗျာမထိုက်အကံမထိုက်ပါဘူးပေါ့ဒါကြောင့်ကံကြောင့်ဖြစ်တဲ့အကျိုးဥပ္ပယ်လည်းပဲမဟုတ်ပါဘူးလို့ပြောရမှာပေါ့ဗျာနော်အဲဒါလေးနဲ့ပဲကြုတ်ပြတော့ကပရိတိဘဒုက္ခဒေါမနတ ရဲ့ဒီတန်တရာမရဏကြောင့်ဖြစ်တဲ့ဒုက္ခပရိဒေဝဒုက္ခဒေါမနတာဖြစ်ဒါဖြစ်ပါတယ်လို့ဆိုတာပြောတာနဲ့ပဲသူပြောသူချက်ကိုနေကုန်ချော့နော်အာဒါ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 